โอเคအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာလေးပို့သပေးပါရစေတောင်းမှန်ပါနဲ့เนาะကျွန်တော်လက်တစ်ဖက်ကဖောက်ကင်ထားလို့ပါအရင်ဒီနေ့ကကြာတော့ကျွန်တော်ဒီဝိတ်တုံးမှာပေါ့เนาะကျွန်တော်တို့ကအာဒီကားကကြာတော့ကျွန်တော်ပြောဒီဘက်ကအကြီးကကျွန်တော်တို့ဒီ50နဲ့60စင်းပေါ့เนาะလက်မနဲ့ဆိုဘယ်လိုမှမသိဘူးကျွန်တော်စင်တီမီတာနဲ့ပြောတာပေါ့เนาะတမင်မပြည့်ဘူးပေါ့เนาะဒီဘက်ကတုံးငယ်လေးကကြာတော့လေးကကြာတော့ကျွန်တော်တို့ site က40အလေးချိန်ကလည်းပဲကျွန်တော်တို့ပြောမယ်ဆိုရင်90တာမပြည့်ဘူးမပြည့်ဘူးဆိုတော့အရင်တနေ့ကကျွန်တော်ကဒီကောင်ကိုလင်းနဲ့ဒလိုလေးပတ်တာလေးလက်စားကြည့်တာဒီလောက်ပဲလဲတယ်ဆိုတော့ကျွန်တော်အဲ့မပြောစားမဝင်မာရွေးမှုတွေဖြစ်သွားတယ်ပေါ့နော်စိတ်ထဲမှာလည်းတော်တော်လေးမကောင်းကိုလောက်တာမအောင်မြင်ဘူးပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်တကယ်တမ်းကျတော့ပြန်တွေးကြည့်တော့ဒါ weight တုံးလုံနေတယ်ကျွန်တော်သူ့ကိုဒီ အာထော်လာဂျီစစ်တီမှာအထုတ်ပြတယ်ကျွန်တော်တို့ဒီ weight တုံးကိုကျွန်တော်ထည့်တော့မှာဖြစ်ပါဒီက weight ၄ချိန်နဲ့နေသေးတယ်50တာမပြည့်ဘူးဒီမှာကျတော့ကျွန်တော်တို့ဒီတံပြားတပြားကိုပဲကျွန်တော်ကဟိုပါပေါ့60ကျော်လောက်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုအဖြေရသွားပြီဒီကောင်ရဲ့ size ကကျွန်တော်စွမ်းနာပြောတော့ပါ50နဲ့60ဇင်ဒီကောင်ကဇင်40 40ဇင်စင်တီမီတာပေါ့နော်အဲ weight အနေထားမှာဆိုလဲ तू ကဒီကတထုပ်ရဲ့အနောက်ကတထုပ်ရဲ့ပေါင်းကမှာကျွန်တော်တို့ 50လောက်မပြည့်ဘူးပေါ့နော်ဒီကားကြတော့ကျွန်တော်တို့80လောက်ရှိမှာဒီကောင်ကဲကဲကိုအာ60နဲ့3ကီလိုအနောက်ကဟိုဟာဒီ engine ကကတတ်ထားတဲ့ flying တုံးလေးတစ်ခုအဲ gear ဘောက်ပေါ့နော်ဒါ auto gear Honda Honda အမျိုးအစား auto gear က gear ဘောက်ကပင်နေရတိုးကြီးပေါ့နော် weight တိုးကြီးနှစ်ခုပေါင်းလိုက်မှဆိုရင်ဒီကောင်က16ကီလိုဒီကောင်က60နဲ့3ကီလိုဆိုတော့80နဲ့60ကျော်ရှိတယ်ပေါ့အဲ ဲ့တော့ဒီ weight down နှစ်ခုကိုကျွန်တော်ကမျှတွဲထိလိုက်တယ်ပေါ့နော်အစွမ်းကလည်းပဲကျွန်တော်ပထမဒီကနေ့ရိုက်တဲ့ပထမ video file မှာဆိုရင်ဒီ motor က RPM RPM ကျွန်တော်1490 1500ပေါ့နော်လိုတိုးကိုဆော်နေတယ်ဒါကျွန်တော် inverter နဲ့မောင်းမှာနော်လိုအပ်တဲ့ RPM မပြည့်ဘူးဆိုရင်ကျွန်တော်ကသူ့ကို inverter နဲ့နည်းနည်းလေး frequency ကျွန်တော် height set ကိုကျွန်တော်နည်းနည်းလေးတင်လိုက်မယ်ပေါ့။ဒါဆိုရင်သူ1500ပြည့်သွားလို့ရှိရင်ဒီဘက်မှာဒါလေးလေးမှပေါ့နော်။ လေးလေးမကိုကျွန်တော်က RPM 600လိုတဲ့အတွက်လေးလေးမကိုကျွန်တော်က600နဲ့စားလိုက်တယ်600နဲ့စားလို့ရတဲ့အဖြေကိုကျွန်တော်တို့ကဒီမော်တာရဲ့ RPM 1500နဲ့တွဲလိုက်တဲ့အခါကျတော့ဒီမှာ RPM 600ရရတယ်ဒီကောင်600ရပြီဒီကောင်လည်းလဲပြီဒီကောင်ကျွန်တော်ရှစ်လေးမပူလီဘိုင်းမှာကျွန်တော်တို့ရှစ်လေးမထားမယ်ပေါ့နော်အောက်ကရှစ်လေးမနှလုံးလေဝင်ယူมาတတ်မယ်ဒါဝင်ယူနေမကြီးသေးဘူးကျွန်တော်ပြန်ချေရအောင်မယ်အများကြီးပြန်သေးတယ်ပေါ့နော်ဒီမှာအလုပ်သိမ်းနေပြီ ဆိုတော့ဒီကောင် RPN 600ဒီကောင်က RPN 600နဲ့ဒီကောင်ကိုပြန်ဆွဲလိုက်ရင် RPN 600ရမယ်။ပြီးရင်ဒီမှာကျွန်တော်ကပူလီပဲစသုံးလက်မှတက်လိုက်မယ်ဆိုရင်ဒီက RPN 600လဲနေမယ်။လဲနေလို့ရှိရင်ဒီဒိုင်နမိုမှာကျွန်တော်ကဒါဒိုင်နမိုပေါ့နော်ကျွန်တော်တို့အဖုံးကိုသွားထွင်လာတယ်။ဒီကနေ့ကျတော့ဒီဒိုင်နမိုကသူကအာအင်ဂျင်မှာ fly wheel မှာပေါ့နော်အင်ဂျင်နဲ့ဘောင်းမှာတခါတည်းဆွဲတယ် ပြအနောက်ကဘောတလုံးပဲပါတယ်ဟောဒါကျွန်တော်တို့ကဘုံသွားထွင်လာတယ်ဗျနော်ဘလောက်ကြာမယ်မသိဘူးအဒီမှာလေးလေးမှခွဲနေ73လေးမှနဲ့ဆွဲလိုက်လို့စီအပီအင်ကဒီကမှာကျွန်တော်1500 1000နဲ့3ဘတ်အဲကနားပေါင်းစင်းနဲ့တွဲတာအရဆိုရင်ဆိုတော့အစောနာမှာလူတူပုံစော့လေးနဲ့ဆိုရင်ဒီကအောင်1600 1900လောက်ကြမ်းမယ်ထားလိုက်ရငါပိုင်းမယ်ဟာကြီးမဖွင့်နော်အဲ့တော့အဲ့လောက်ပဲကြမ်းမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒိုင်နမိုကိုကျွန်တော်က1500ပေးမှလက်နှုတ်ရှိမှမီးထွက်မယ်ဆိုတော့ ဖြစ်နိုင်ချေတော့နီးစံသွားပြီပေါ့နော်ဒါကိုကျွန်တော် weight တော့တိုးမယ်အဲ့လေအိမ်မက်ကတော့နည်းနည်းလေးတော့နီးစံလာပြီပေါ့နော်ဒါပေမဲ့ခစ်ဖို့ကတော်တော်လေးခက်ရင်းတယ်ပေါ့နော်ဒီလိုပဲတိုင်ပတ်နေရအောင်ပါပဲပြင်ဝလိုက်ဆင်ဝလိုက်နေပေါ့နော်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်စကားတွေပြောရင်အများကြီးခကြီးတွေဝေးသွားပြီပေါ့နော်ဒီ weight တုတ်လေးကိုကျွန်တော်အရပါရဆွဲလိုက်မယ်ဒါပဲလင်းနေပေါ့နော်ဒီလောက်ပဲလဲနိုင်တယ်ဒါ weight နဲ့လို့ဝန်နေနဲ့လို့ကျွန်တော်နောက်ထပ်တဒုတ်ထည့်ရပြီးသွားပြီဒီပြဿနာဆိုတော့ဒီဘက်မှာ ဝိတ်ကြီးကြီးလေးမှာဒါကျွန်တော်ဘာမှမထက်ရသေးဘူးเนาะဒီမှာမူလီတွေလည်းမကြမ်းရသေးဘူးချောင်ချောင်လေးဆိုတော့ဒီကောင်ကိုကျွန်တော်ကြာကြာလေးတစ်ချက်ဆွဲလိုက်လိုက်မှာအာရပါသူကဝိတ်နေဆိုတော့ဒီမှာအချိန်တစ်ခုလောက်တော့လဲနေတော့တွေ့ရတယ်ဒါပေမဲ့ဒါလည်းဝိတ်တုံးနင်းနေသေးတယ်ဗျတော့ဒီမှာကျွန်တော်ဂလိမထိုးထက်ရသေးဘူးဒါသူ့ရဲ့လာကလေး original ပဲလေပြီးရင်ကျွန်တော်တို့ကအာတောက်ခါမှုနည်းနည်းချိန်မှာအခုဒါလဲနေတော့ဝယ်စီเนาะကျွန်တော်ပြောနေတဲ့အတွင်းမှာပဲသူလဲနေတော့ဒီမှာကိုကျွန်တော်ဒုတိယခါထားလဲမယ်ဆိုလဲ ချင်းလှုပ်ချင်းဆွဲလာမှာဒီကအရင်ရန်နာမှာဘာလို့လဲဆိုတော့ဒီမှာဝန်နေနေသေးတယ်ဟိုမှာလဲနေတုံးမဲ့သေးဒါဆိုရင်လည်းသူ့ကိုလည်းဝန်လေးနည်းနည်းလောက်ပူလိုက်ရင်အောင်သွားမယ်ဒါပေမဲ့သူ့ကိုကျွန်တော်မပူသေးဘူးဒီကဝိတ်ကအစောနာအတွေ့80လောက်တော့ရှိတယ်ပေါ့နော်ကျွန်တော်ဝိတ်ဘယ်လောက်ထိထားရမလဲဆိုတော့ကျွန်တော်မသိဘူးပေါ့ဒါစကန်းဆန်ဦးတူတောသားတာဆန်မြိတ်သားလေးပေါ့နော်ကျွန်တော်အဲ့ဒါလေးလှုပ်ထားတယ်ပေါ့နော်အဲ့တော့ ါဆူတောင်းပေးကြပါဦးဒါဆူတောင်းရုံနဲ့လည်းမပြီးပါတော့အပိစကားလေးပြောကြပါဦးလို့မြေတားရခိုင်းနေတယ်ကျွန်တော်တို့ဒီနှစ်ခုကိုနိုင်စင်ပြောတာပေါ့နော်ဒီမှာကျွန်တော်ငချက်ဆွဲတော့မှသူကတိတ်မလဲခြင်းဘူးပေါ့နော်ဒါတိတ်မလဲခြင်းဘူးမော်တာနဲ့လှမ်းလိုက်ရင်တော့အချိန်တစ်ခုလောက်တော့သူကသွားနေတယ်ပေါ့ဒီမှာဆိုရင်လက်ငယ်တစ်ချက်ပဲလင်မယ်အချိန်စီးတဲ့တစ်ခုလောက်ထိတော့သူလဲနေသေးတယ်ပေါ့နှစ်ချက်၃ချက်၄ချက်၅ချက်အာဒါ၅ချက် ငါချေစာမှာကျွန်တော်တို့ဒါလဲနေတဲ့အနေထားပေါ့နော်ဒါမှမဟုတ်လည်းပဲကျွန်တော်ကဘူးမတိဖာမတိနဲ့ကောက်တက်လောက်တာဗီဒီယိုဖိုင်လေးတွေတီးပြီးလောက်တယ်ဆိုတော့လိုအပ်တဲ့ weight တော့အဆင်မပြေသေးဘူးပေါ့နော်ဒီပူလီဖဲကိုကြတော့ကျွန်တော်တို့ကဒီ theory တွေစောက်ထက်မှလန်ကြည့်ပြီးလို့ဆိုရင်ကဏ္ဍပေါင်းစင်းနဲ့နှိပ်ထုတ်လိုက်လို့ဆိုရင်ဘယ်နှလင်းမောက်ကိုဘယ်နှလင်းမောက်နဲ့ဆွဲရင်ဘယ်လောက်လဲမယ်ဆိုတော့အဖြေကထွက်ပြီးသားပေါ့နော် RPM အခုဒါဆိုရင်အချိန်တစ်ခုထိလဲနေတယ်ပေါ့ဒီဒါဒါတစ်ချက်နှစ်ချက်ဆွဲရကြမှာဒီကောင်ကျွန်တော်က ငချင်းတုတ်ချင်းဆွဲပြီးအရှင်ပြရင်တော့မှဒီဝိနေတဲ့ဘက်ကရိုက်ရသွားတာကိုတွေးရမှာပေါ့နော်ဒီမှာကျတော့ကျွန်တော်အချိန်တစ်ခုကြည့်တော့လဲနေတယ်ပေါ့ဗျာဒါလည်းနဲနေသေးတယ်ဒါတိတ်မစွင်သေးဘူးနော်အဲ့တော့ကျွန်တော်ပြောလို့တာဝိနေနေပြန်တိုးမယ်ပြီးရင်လိုအပ်တဲ့ဟာလေးကျွန်တော်နည်းနည်းပြန်ချိန်မယ်ဒီကောင်ကျတော့စပီးအပီအင်းဒါကျတော့ကျွန်တော်အင်ဗက်တာလေးမှာထားပြီးပြီပေါ့နော်3 phase ဝင်ပြီးလို့ရှိရ3 phase ပြန်ဖြင်းမယ်ပေါ့ ဒီကနေ့မိုးကထွက်လာတဲ့မီ3 fan နဲ့ပဲကျွန်တော်တို့ဒါပြင်ကျွန်တော်တို့ကအင်ဂနက်တစ်ကိုထိုးပိုင်းတွေနဲ့ကျွန်တော်တို့ကပြန်ဆင်ပြီးလို့ရှိရင်သူ့ကိုနဲ့ကျွန်တော်တို့ဒိုင်နမိုမီနဲ့ chain အောင်တော့ကျွန်တော်ပြန်လုပ်ပေးရအောင်မယ်ပေါ့နော်အဲ့ဒါလေးအဲ့ဒါလေးပြောချင်တယ်ပါလို့ဒါကိုယ်တိုင်လုံးမှာပဲတိမယ်ပေါ့နော် တချို့သူတွေကိုမင်းရင်လည်းပဲသူတို့ကလည်းပဲသူတို့ရဲ့ထမင်းစားအလုပ်ကိုလူးမှကြောက်တာလားပညာကိုနှမျောတာလားတော့မသိပါဘူးကွနော်။စော်ကားတာတော့မဟုတ်ပါဘူး။သင်ဆရာမြင်ဆရာအားလုံးကို ကျွန်တော်အမြဲတမ်းကာရဝပြုရပါခင်ဗျာနော်ကျွန်တော်ကြတော့ကျွန်တော်ကိုကျွန်တော်တီးထားတဲ့ဟာကိုတို့တီးချင်လို့လမင်းရင်မလိုပါဘူးခင်ဗျာနော်အခုပြောပြတယ်အဲကျွန်တော်တို့တီးချင်တဲ့ဟာကိုတို့စီမှာတွမ်းမေးလို့စီတို့မှာဒီចောင်းပြီးထားတဲ့ဆရာကြီးကဘာကြီးတွေကကြတော့တို့မှာတန်ဖိုးကြီးတဲ့တန်ဖိုးစီးတဲ့အချိန်တွေရှိတယ်ကျွန်တော်တို့စင်ရင်သားတွေကကြတော့လိုပါဘူးခင်ဗျာနော်အဲကျွန်တော်ကျွန်တော်အနေထားကတော့အဲ့လိုမျိုးပေါ့နော်မလိုဘူး ဟိုကတော့ကျွန်တော်ဆိုလိုတဲ့အဓိပ္ပာယ်ကဒါလေးတွေကသိရင်ယူသွားလို့ရတဲ့အနေထားမဟုတ်ဘူးပေါ့ခင်ဗျာနော်။ပညာဒါနအနေနဲ့ကျွန်တော်တို့ကတန်းနိုင်တော့ပြန်ပြောင်းပြင်မယ်။အခုလက်ရှိလှုပ်ထားတဲ့ဟာကိုလည်းကျွန်တော်တို့အောင်မြင်ရင်အောင်မြင်တယ်မအောင်မြင်ရင်မအောင်မြင်ဘူးကျွန်တော်တို့ပြန်ပြောမယ်ပေါ့နော်။အဲ့လိုလေးပေါ့။ဒါလေးကနှမျောနေရစရာမလိုပါဘူးခင်ဗျာနော်။အချို့ကလည်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထိခိုက်မှာကြောက်တယ်ပေါ့နော်။အဲကျွန်တော်ဆိုလိုတဲ့အဓိပ္ပာယ်ကျတော့ဒီပင်လယ်ရေး အခုလောဘောနော်ရေချိုဖြစ်ဖြစ်ရေငန်ဖြစ်ဖြစ်ဘယ်သူမှတောက်လို့မကုန်ပါဘူးရေနဲ့တွဲနဲ့ကရေကိုလည်းကျွန်တော်တို့အများတောက်တော့လို့ရပါတယ်ဒါဆိုရင်ကျွန်တော်ကပြီးတဲ့ဟာလေးတွေဆိုရင်ကျွန်တော်ကပြန်လဲပြီးတော့မြောက်ဝေးတယ်ကျွန်တော်ကိုမော်တာကြောင်းနဲ့ပတ်သက်ပြီးလမေးတယ်လို့ဆိုရင်ကျွန်တော်သိရင်ကျွန်တော်သိတဲ့အတိုင်းပြန်ဖြေပေးတယ်ဘောနော်မသိရင်လည်းကျွန်တော်တခြားစီကဒီပညာတွေပြန်ဆောင်ပြီးရင်ကျွန်တော်ပြန်လဲပြောပြဖြေရှင်းပေးတယ်ဒါကျွန်တော်သဘောအတရားနဲ့တရားတော့မတူကြဘူးခင်ဗျာနော်ညညိုးကိုလိညိုးတော့မှညင်ညင်ညာညာမရှိတဲ့ဟာအားလုံးတော့ဘလို့ ူနိုင်မယ်ပေါ့နော်တကယ်လို့အပြောဆိုအမှားရင်းများတစ်စုံတရားများစီခံရင်လည်းတောင်းပန်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့လိုပေးကြပါခင်ဗျာ